င်းပွဲမြင်လာပါရှင်အပတ်စဉ် BHMI Channel ကိုကြည့်ရှုနေတဲ့မြို့မောင်မောင်များကိုဒီထောက်အစီအစဉ်မှာတင်ပြဆွဆပါရရှင်ကျွန်တော်တို့ဒီနေ့ဒီထောက်အစီအစဉ်မှာတော့ယုံကြည်သူနဲ့ထိတ်ကလာဆိုတဲ့ကောင်းစနဲ့ဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ဒီအစီအစဉ်လေးကိုအားလုံးအဆုံးထိကြည့်ရှုဖို့လည်းဖိတ်ခေါ်ပါရရှင်မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကဲ့ဒီနေ့မှာတော့ယုံကြည်သူနဲ့ထိတ်ကလာဆိုတဲ့ကောင်းစနဲ့ဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ဆိုရင်ကျွန်တော်တို့အယူဆုံးပထမဆုံးမိခွန်းအနေနဲ့ဒီယုံကြည်သူဆိုတဲ့အဓိပ္ပာယ်ပါလို့ဆိုလိုတာလည်းရှင် ုတ်ကဲ့ယုံကြည်သူဆိုတာကကျွန်တော်တို့ဒီခရိယန်ဘာသာအနေနဲ့ပြောရရင်เนาะခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံတော်သူကိုကျွန်တော်တို့ကယုံကြည်သူလို့ခေါ်ပါတယ်ဆိုတော့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံရမယ်ဘယ်လိုယုံကြည်လက်ခံရမလဲဆိုရင်တော့ဒီလူသားတွေဟာအပြစ်သားတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးမကယ်တင်နိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့က ဒီကုတုတပည့်ငရဲတပိတ္တာလို့ပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ကဘယ်ကိုသွားမှလဲအပင်ငရဲကိုကျွန်တော်ကလားရမှာဖြစ်တယ်အဲ့တော့အပင်ငရဲကနဲ့ကျွန်တော်တို့ကလွတ်မြောက်နိုင်ဖို့နည်းလမ်းတစ်ခုရှိအဲ့ဒါကဘာလဲဆိုတော့ခရစ်တော်ကကျွန်တော်အတွက်အပြစ်အလုံးတစ်ခုလက်ဝါးကားတိုင်းမှာအသေးခံတယ်အဲ့လက်ဝါးကားတိုင်းမှာအသေးခံတာကိုကျွန်တော်တို့ကိုယ်စားအသေးခံတယ် ခရစ်တော်နဲ့အတူတကြိုချင်းခံတယ်ခရစ်တော်နဲ့အတူပြန်လည်ရှင်ပြန်ထမြောက်တယ်ဆိုတာကိုနှုတ်အားဖြင့်မွတ်ဆိုပြီးနှလုံးသားအားဖြင့်ယုံကြည်လက်ခံတော်သူကိုကျွန်တော်တို့ကယုံကြည်သူလို့ခေါ်ပါတယ်တမျိုးနဲ့ပြောရရင်နော်ထာဝရဘုရားရဲ့တာသမီကိုလည်းကျွန်တော်တို့ကပြောလို့ရတာပေါ့နော်အဲ့ဒါကြောင့်ယုံကြည်သူဆိုတာကကျွန်တော်ခြုံပြီးပြောလိုက်မယ်ဆိုတော့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်လက်ခံတော်သူကိုကျွန်တော်တို့ကယုံကြည်သူလို့ခေါ်တာဖြစ်ပါတယ်ယေရှုတင်ပါတယ်ဟုတ်ကဲ့ယေရှုတင်ပါတယ်ဆရာသားဆွမ်းဒီဒုရီယာမင်းခေါ်အနေနဲ့ ခစ်ကာလာဆိုတဲ့အတိတ်ပြရတော့ပါလို့ရှာဟုတ်ကဲ့ဒီခစ်ကာလာဆိုတာကတော့အလုံးဟိုနားလက်သဘောပေါက်မလို့ထင်ပါတယ်เนาะဆိုတော့ခစ်ကာလာဆိုတာကပါလဲသူ့အချိန်နဲ့သူ့ဟို one period to another period ပေါ့เนาะသူ့ period နဲ့သူ့ဘုရားကဖန်ဆင်းပေးပြီးသားပဲဖြစ်ပါတယ်ဆိုတော့ခစ်ကာလာဆိုတာသူ့အချိန်နဲ့သူ့အခါနဲ့သူ့ရဲ့ရာစုအလိုက်သူကပေါ်ပေါက်နေတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်ခစ်တခစ်နဲ့တခစ်လည်းမတူကြဘူးပြောရရင်တော့ဥပမာတိရာစုနဲ့နှိရာစုလည်းမတူကြဘူးပေါ့เนาะ အကြောင်းခစ်တခစ်နဲ့ခစ်တခစ်ကမတူအဲ့ခစ်ကပေါ်ပြူလာဖြစ်တဲ့ဟာကနောက်တခစ်မှာပေါ်ပြူလာဖြစ်ချိန်မှာဖြစ်မယ်ဆိုတော့ကျွန်တော်ငယ်တော့ငါဆိုရင်ကျွန်တော်ဒီတကယ်ငယ်တော့ဆိုခေါင်းလောင်းပေါင်းပြီပေါ့အပေါ်ပိုင်းကြပြီမှာဒူးအောက်ပိုင်းကအကျဉ်းကြီးဒါခစ်အရန်ဆန်ခဲ့တယ်ဒီခစ်ကာလမှာကျတော့ပြောင်းပြန်ဖြစ်သွားတယ်အရန် second type ဒီ same victory မှာဒီခစ်မှာကျတော့အရန်မဲ့ပေါ်ပြူလာတာပေါ့နော်အဲ့ကြောင့်ခစ်ကာလဆိုတော့ခစ်တခစ်နဲ့မတူအဲ့ကြောင့်ခစ်ကာလဆိုတော့ဗာလဲလို့ပြောတော့ဒီခစ် ကာလရဲ့အတိတ်ပဲကတော့သူ့အချိန်နဲ့သူ့အနေရနဲ့သူ့အချိန်ကာလတိုင်းမှာပေါ်ပေါက်လာတဲ့အခြေအနေကိုပဲကျွန်တော်ခေတ်ကာလလို့ကျွန်တော်အတိတ်ပဲဖွင့်ဆိုချင်ပါတယ်ဆိုတော့တမျိုးနဲ့ပြောတော့ခေတ်ကာလကိုဘယ်သူကဖန်ဆင်းလဲခေတ်ကာလကိုထာဝရဘုရားကိုယ်တိုင်ကပဲဖန်ဆင်းတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲဒါမှမဟုတ်တမန်ကျမ်းစာထဲမှာကျွန်တော်ကြည့်မယ်ဆိုရင် ခေတ်ကာလအတိုင်းမဲ့ဖျားရှင်ကလည်းတက်ရှင်တယ်ကျွန်တော်တွေ့လို့ရပါတယ်ဒါပါလဲဆိုဒီတမန်ကျမ်းစာထဲမှာခမဲတော်ခေတ်တားတော်ခေတ်တန်ရှင်တော်ဝိညာဉ်တော်ခေတ်ကာလဆိုပြီးကမှကျွန်တော်တို့ကကာလ၃ပိုင်းနေနဲ့တမန်ကျမ်းစာကိုလည်းကျွန်တော်လေ့လို့ရလေ့လာလို့ရတယ်ဆိုတော့ကိုကျွန်တော်ထပ်လောင်းပြီးခမှပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအဲဆိုဒီနောက်မေခွန်အနေနဲ့ယုံကြည်သူနဲ့ခေတ်ကာလဒွန်းသွေးပြီးမှတော်လို့ရလားဆရာ ဟုတ်ကဲ့ယုံကြည်သူနဲ့ခေတ်ကာလကတွင်ရွယ်ပြီးမှတွားလို့ရပါတယ်။တွားဖို့တွားလဲတွားရမှာဖြစ်တဲ့ယုံကြည်သူနဲ့ခေတ်ကာလဆိုတော့ကတွဲပြီးတွားမှာတာလင်းကျွန်တော်တို့က hand in hand ပုံစံပေါ့နော်။ကျွန်တော်အောင်မြင်ခြင်းကိုရရှိမှာဖြစ်တဲ့အဲကြောင့်ထာဝရဘုရားကိုယ်တိုင်ကလည်းပါလဲဆိုတော့ခေတ်ကာလအတိုင်းပဲအစဉ်အမြဲနဲ့အလုံးလုံးတွေ့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်ဒီဂီတာပဲဖြစ်တဲ့။နောက်ပြီးမှထာဝရဘုရားသခင်က တာရောကာလပေါ့နော်နောက်ပြီးခမခမဲရောကာလနောက်ပြီးမှတန်ရှင်သောဝိညာဉ်ရောကာလဆိုပြီးကာလဆိုပြီးခမဒီအစင်မြဲနဲ့ဘုရားရှင်ကအသက်ရှင်တဲ့ဘုရားဖြစ်ပါတယ်အဲကြောင့်မဲ့ဒီခေတ်ကာလအတိုင်းယုံကြည်သူတွေကလည်းအသက်ရှင်နဲ့အခါနော်ဘုရားကိုကိုးကွယ်တဲ့ပုံစံတွေကမတူကြဘူးဆိုတော့ဓမ္မဟောင်းခေတ်မှာကိုးကွယ်တဲ့ပုံစံရဲ့ဓမ္မသစ်မှာကိုးကွယ်ခဲ့တဲ့ပုံစံရဲ့အခုဒီကျွန်တော်တို့ကတန်ရှင်သောဝိညာဉ်ရောခေတ်ကာလမှာကိုးကွယ်တဲ့ပုံစံတွေကမတူဘူး ဒါပေမဲ့ဘာဖြစ်လဲဆိုရင်အဲ့ပုံမှာပဲဖျားရှင်ကဘာလုပ်လဲဆိုတော့အလုံးလုံးတည်းဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်အတွက်ပုံပြီးခါမှာအရေးကြီးတဲ့အရာကပါလဲခစ်ဆန်ပြီးခါမှာဖျားမယ်တော့သူများမဖြစ်ဖို့ပုံပြီးခါမှာအရေးကြီးပါတယ်ဖျားကိုလည်းတည်ပြီးခါမှာခိရေးစီးကြောင်းအတိုင်းကျွန်တော်တို့ကအစင်မြဲနဲ့အမှုတော်မြတ်မှာပါဝင်တော့ဖျားရဲ့ဒါသမီးတွေယုံကြည်သူတွေဖြစ်ပေါ်ပုံပြီးခါမှာအရေးကြီးတယ်ဆိုတာကိုကျွန်တော်ဖော်ပြပေးချင်ပါတယ်အဲ့ဒါကြောင့်မဲ့ပြောတယ်လဲဆိုရင်တော့ဘီလီဂရမ်ကပြောတယ်လဲဆိုတော့ ခင်ရည်စည်းကြောင်းနဲ့ကျွန်တော်တို့ကအသက်ရှင်တတ်တော်သူများဖြစ်ဖို့တိတ်အရေးကြီးတယ်တဲ့။ဘာဖြစ်လို့ဆိုတမန်ကျမ်းစာကအစကန်းနဲ့ဘုရားရှင်ကရည်ပြီးမှမှုတ်သွင်းတဲ့အခါမှာအဲ့တမန်ကျမ်းစာခင်ရည်စည်းကြောင်းဘယ်ခင်ရည်စည်းကြောင်းနဲ့မဆိုတွန်တွဲပြီးခါမှာတွားလို့ရအောင်တမန်ကျမ်းစာကိုရေးထားတာဖြစ်တယ်ဆိုပြီးခါမှာပေါ်ပြပေးထားတယ်။အဲ့ဒါကြောင့်မဲဥမာဘာဒီပေါ်ပြပေးထားလဲဝစားစီရင်မှုဘယ်လိုမျိုးဝစားစီရင်ရမလဲ။တမန်တရားဟောပြောပုံလေဘယ်လိုဟောပြောရမလဲခင်ရည်စည်းကြောင်းအရာ။ နောက်ပြီးအသင်းတော်ကိုဦးဆောင်ပုံဘယ်လိုမျိုးတွေကျွန်တော်တို့က leadership တွေပေါ့နော်ကျွန်တော်ဘယ်လိုမျိုးနေနဲ့ဦးဆောင်ရမယ်ခေတ်ကာလလိုက်ကျွန်တော်တို့ကပြောင်းလဲဖို့လိုအပ်တဲ့အကြောင်းနောက်ပြီးမှယုံကြည်သူတွေကိုပြုစုတဲ့နေရာမှာလည်းမတူကြဘူးဘယ်လိုနေနဲ့ကျွန်တော်တို့ကယုံကြည်သူတွေကိုပြုစုရမလဲဆိုတော့ဤစနစ်တီကခေတ်ကာလနဲ့အလိုက်ဘာဖြစ်လဲဆိုတော့ပြောင်းလဲနေတာဖြစ်တဲ့ဒါကြောင့်ယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်ခေတ်ကာလကိုလည်းသဘောပေါက်မယ်ခေတ်ကိုလည်းကျွန်တော်တို့ကလိုက်ပြီးခါမှအသက်ရှင်ရတယ်လို့တစ်ဖက်မှာတမာကျန်းစာနဲ့လည်းကျွန်တော်တို့ကတက်ရှင်ဖို့တိတ်ပြီးခါမှအရေးကြီးတယ် အဲကြောင့်မဲ့ထာဝရဘုရားကတမာကျမ်းစာခီစည်းကြောင်းနဲ့အညီတူပါလေလဲဆိုရင်နော်ဖန်ဆင်းထားတယ်ရေးထားတယ်အဲကြောင့်တမာကျမ်းစာကိုနက်နက်နဲနဲနားလည်တဲ့ဘုရားရဲ့လူတွေဟာဘယ်တော့မှခင်မအောင်ဘူးရာစုအလိုက်ကိုကြည့်ပါဘုရားသုံးတော်ခံတဲ့လူတိုင်းကိုကြည့်ပါခီစည်းကြောင်းပေါ်မှာပဲတို့ကပါလေသူတို့ရဲ့တရားဟောပုံအဆအဆရရဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်တဲ့ဘုရားရဲ့ဒါသမီးတွေဖြစ်တဲ့အဲကြောင့်ယုံကြည်သူလည်းပဲတမာတရားကိုဆွဲကံပြီးမှခင်နဲ့အညီ လှုပ်ရှားသွားတာတတော်သူများဖြစ်ဖို့သိပြီးခါမှာရေးကြည့်ပါလေအဲကြောင့်ယုံကြည်ခြင်းနဲ့ခေတ်ကတုံတွဲသွားဖို့သွားရမှာလေဖြစ်တယ်သွားလို့လည်းရပါတယ်ဒါပေမဲ့ခေတ်ကာလကိုပဲဦးစားပေးလို့လို့ရှိရင်တော့ဖះကူမေ့ရင်ဒါကဖះမဲ့ဘိုင်းကိုဖြစ်သွားပြီအဲဒါကြောင့်ခေတ်ကာလကိုလည်းသဘောပေါက်မယ်တမာကျန်းစာကိုလည်းသဘောပေါက်ပြီးခါမှာအဲ့နှစ်ခုကို combine လုပ်လိုက်လို့ရှင်ပါဖြစ်လဲဆိုတော့ဖះရဲ့ဘုံတော်ထင်ရှားတယ်ဆိုတော့ တကယ်ပဲယုံကြည်သူတွေအတ္တတာမှာလဲလောကရဲ့အလင်းလောကရဲ့အစားတွေဖြစ်နိုင်တာပေါ့เนาะဒါကြောင့်ခေတ်ကာလနဲ့ယုံကြည်သူဆိုတာတုံ့တုံ့တွဲရမယ်ဆိုတာလေးကိုကျွန်တော်ပြန်ပြီးခါမှဖြေကြားချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာတော်ဆွန်ဒီနောက်မေခွန်အနေနဲ့ယုံကြည်သူတွေကဘေးအရာပေါ်မှာရက်တည်ပြီးမှဘဝကိုတည်ဆောက်ရမှာလဲဆရာဟုတ်ကဲ့ဒါကောင်းတယ်မေခွန်မှာဆိုတော့ ယုံကြည်သူကဘယ်ပုံမှာယက်တည်ပြီးမှဘဝကိုကျွန်တော်ကတည်ဆောက်ရမလဲဆိုတော့ယုံကြည်သူဆိုလို့ဖြစ်လာပြီဆိုတော့ကျွန်တော်ခုနပြောတာခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်သောသူမှန်သမျှကသူ့ရဲ့ဘဝကိုဘယ်မှာတည်ဆောက်ရမလဲဆိုတော့တမန်ကျမ်းစာပေါ်မှာပဲတည်ဆောက်အောင်ပါတမန်ကျမ်းစာပေါ်မှာပဲသူကတည်ဆောက်ပြီးခါမှာသူ့ရဲ့ဘဝကိုရှင်သန်စေတာဖြစ်တဲ့အဲကြောင့်မဲဒီကောရိန္သုပေါ့နော်နှစ်နှစ်ကောခန်းကြီးက၁၇ လူမည်ဒီကခရစ်တော်၌ရှိရင်အတိပြုပြင်တော်တော်ဟာဖြစ်တယ်။ဟောင်းတော်ရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းတော်ရာတို့ဒီအတိဖြစ်ကြပြီလို့ဖော်ပြပေးထားတယ်။အဲ့ဒါအတိဖြစ်တဲ့ယုံကြည်သူကဘာဖြစ်လို့လဲဆိုတော့အတိတပံပြန်လဲပြီးရှင်မံဖို့ကဘုရားရဲ့နှုတ်ကပတ်တော်လိုအပ်တာဖြစ်တယ်။အဲ့တော့ဘုရားရဲ့နှုတ်ကပတ်တော်အစီအမင်းနဲ့ဒီရှင်းတန်နိုင်ဖို့ကတမာကျမ်းစာပေါ်မှာပဲရက်တည်ပြီးခါမှာလှုပ်ရှားတဲ့ဘုရားရဲ့တာသမီတွေဖြစ်ဖို့တိတ်ပြီးမှအရေးကြီးတဲ့ယုံကြည်သူရဲ့အသက်တာကတမာကျမ်းစာမှာပဲရှိဖို့ဖြစ်ပါတယ်။ဒါကြောင့်လည်းယေရှုက နောက်ဆုံးဆန်းတွေးဆောင်ခြင်းဒီခံတဲ့အခါမှာရှင်မာတဲခရစ်ဝင်ကြအခန်းကြီးလေးအပိုင်ငယ်လေးမှာယေရှုကစာတန်ကိုဘယ်လိုပြောလဲဆိုလူဒီမောအားဖြင့်တာတဲ့ကိုမွေးရမည်မဟုတ်ဖျားသခင်မိတ်တော်မူသည်။အားဖြင့်အတဲ့ကိုမွေးရမည်ဟုစံစာလာသည်ဟုပြန်ပြောတော်မူ၏ဆိုပြီးခါမှာခရစ်တော်ကပြန်လည်ပြီးခါမှာဟိုပြောထားတာကိုကျွန်တော်တွေ့လို့ရပါတယ်အဲကြောင့်ခေအားလုံးနဲ့ညီအောင်တမန်စံစာကို ဖရားသခင်ကဖန်ဆင်းထားတာဖြစ်တဲ့ပထမလေးကျွန်တော်ပြောပြသွားပါပြီ။ဒါကြောင့်ယုံကြည်သူအနေနဲ့တမန်ကျမ်းစာအတိုင်းအသက်ရှင်ရင်းနဲ့ခေတ်ကာလကိုအသုံးပြုတတ်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ဖို့ရည်ကြီးတယ်။နောက်ပြီးခါမှယုံကြည်သူဆိုတာကဘာပြောထားတယ်လဲဆိုရင်ခရစ်တော်ကိုလည်းလောကရဲ့အလင်းလောကရဲ့စာဖြစ်တယ်။အဲ့တော့ကြောင့်ကျွန်တော်တို့ယုံကြည်သူရဲ့ဘဝကဘယ်မှာယက်တည်ရမလဲဆိုရင်တမန်ကျမ်းစာထဲမှာယက်တည်ပြီးခါမှအသက်ရှင်တဲ့ဖရားရဲ့သားသမီးတွေ ဖြစ်ဖို့လိုအပ်တယ်ဆိုတော့ကိုနံပါတ်၄မိခွန်းလေးနဲ့ကျွန်တော်ဖြေချခြင်းပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာသားဆွင်ဒီနောက်ဆုံးမိခွန်းအနေနဲ့ Helen's Life She Food ယုံကြည်သူအနေနဲ့ဘလို့အသက်ရှင်လို့ဆောင်ရမလဲရှင်ဟုတ်ကဲ့ဒီမိခုံးကရမယ်ကောင်းပါတယ်ဆိုတော့ balance life ရှိဖို့ကယုံကြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တယ်။ဒါကြောင့်မဲ့ဒီတရားဟောဆရာကြီးဖြစ်တဲ့ Billy Graham ကပြောတယ်လဲဆိုရင်ဒီတမာကျန်းစာနဲ့ ကျွန်တော်ရဲ့လက်ရဖက်မှာတမချန်းစာကင်လို့ရှိရင်လက်ဝဲဖက်မှာကျွန်တော်သတင်းစာကင်တယ်လို့သူပြောပါတယ်ပြောချင်တဲ့အရာကနေတိုင်းဖြစ်ပေါ်နေတဲ့အရာပေါ်ကြီးကိုဘာလို့လဲဆိုတော့သူကဖတ်တယ်နောက်ပြီးခါမှာဖြစ်ပေါ်နေတဲ့အရာအားလုံးရဲ့ conclusion ကိုပဲမှာကြည့်လဲဆိုတော့တမချန်းစာထဲမှာကြည့်တယ်အဲ့တမချန်းစာထဲမှာသူကြည့်ပြီးခါမှာအဖြေကိုသူထုတ်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်အဲ့ကြောင့်ယုံကြည်သူတယောက်ဖြစ်လာပြီဆိုတော့ balance life ကဒါအရေးကြီးတယ်။ Okay ယူတအားဆန်လို့လို့ရှိပါလေဆိုတော့ဝိညာဉ်ပိုင်းမှာအားနေတယ် ဝိညာဉ်ပိုင်းမှာပဲအယံနဲ့တွားလာလုံးပြန်တော့လဲဘာဖြစ်လဲဆိုရင်ဒီပိုင်းမှာလောကီပိုင်းမှာဘာဖြစ်လာလဲဆိုတော့ဖယားမှုတော်ဆောင်တဲ့နေရာမှာအဆင်မပြေဘူး။အဲကြောင့်မလဲဖယားရှင်ကဘာလဲဆိုတော့ကျွန်တော်ကို balance life နဲ့အသက်ရှင်စေချင်တာဖြစ်တဲ့အဲကြောင့်တမန်ကျမ်းစာနဲ့ကျွန်တော်ကလည်းတရင်းစာကိုဖတ်ပြီးဖယားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ပြီးခါမှာဖယားရဲ့ဘုန်းတော်ထင်ရှားတဲ့ဖယားရဲ့တာသပီးကိုယုံကြည်သူတွေကိုဖြစ်စေချင်တာဖြစ်တဲ့အဲကြောင့်မလဲတမန်ကျမ်းစာကတုံ့တင်ပေးတယ်လို့ပေါ့ လောကီရေးရာမှာကျွန်တော်ကအသက်ရှင်တဲ့အခါမှာဘယ်လိုအသက်ရှင်ရမလဲဆိုတာဘယ်လို balance life နဲ့ကျွန်တော်အသက်ရှင်ရမလဲဆိုတာကိုနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ကိုတွင်တင်ပေးပြသားဖြစ်တဲ့အဲကြောင့်နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကကျင့်ကြံပြီးခါမှာပြုမှုနေထိုင်ပြီးမှလောကမှာတက်ရှင်မယ်ဆိုရင်ကျွန်တော်တမာချမ်းစာနဲ့လည်းညီညွတ်တဲ့လောကပိုင်းမှာလည်းကျွန်တော်ဖရာရဲ့ဘုန်းတော်ထင်ရှားနိုင်တယ်အဲ့တော့ကြောင့်ကျွန်တော်က balance life ရှိကိုရှိအောင်မှာဖြစ်တဲ့ အဲ့ဒါကြောင့်ပါလဲဆိုတော့ logic ရေးရအောင်တကယ်လို့ဥဆောင်ဒီဥစားပေးမိသွားလို့ရှင်ဒီဖက်မှာလည်းပြဿနာဖြစ်တဲ့ဝိညာဉ်ရေးမှာလည်းဝိညာဉ်ရေးမှာလည်းခုနကကျွန်တော်ပြန်ပြောရမယ်ဆိုတော့ extreme ဖြစ်တဲ့လူတော်တော်များများရှိတယ်အဲ့ဒါကြောင့်ဖျားရဲ့ဘုံတော်ထင်ရှားနိုင်လားမထင်ရှားနိုင်ဘူးအဲ့ဒါကြောင့်ပါလဲဆိုတော့ဖျားရဲ့လူတော်တော်များများနဲ့တမန်ကျမ်းစာထဲမှာလူတော်တော်များများကိုကြည့်တဲ့အခါမှာဘာတွေ့လို့ရတယ်လဲဆိုတော့သူတို့နေတဲ့နေရာတိုင်းမှာဖျားရဲ့ကောင်းကြီးမင်္ဂလာရှိတယ် အဲ့မှာဘုရားရဲ့လူရဲ့ကောင်းကြီးမင်္ဂလာရရှိခြင်းအားဖြင့်ပေးပဝန်းကျင်ကကောင်းကြီးမင်္ဂလာခံစားရတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။ဥပမာယောသလေးရဲ့တက်တာယောသကိုဘုရားရှင်ကရွေးတယ်။သူ့ရဲ့ဝိညာဉ်ရေးရာပိုင်းမှာလည်းဘုရားတမန်ကျမ်းစာနဲ့ညီတယ်။နောက်ပြီးမှတစ်ဖက်ပိုင်းမှာသူအလုံးလုံးတဲ့ပိုင်းမှာလည်းလောကီရေးရာမှာလည်းသူအရန်ထူးချွန်းတယ်။ဆိုတော့သူကဘုရားရဲ့အလိုတော်တိုင်းလောကမှာတက်ရှင်တဲ့အခါမှာတိုင်းပြည်အကုတ်တို့တိုင်းပြည်တပြည်လုံးကကောင်းကြီးမင်္ဂလာခံစားရတယ်။အဲ့တိုင်းမဲ့တမန်ကျမ်းစာထဲမှာပြောမှာဆိုပုဂ္ဂိုလ်တွေကအများကြီးရှိပါတယ်။ အဲကြောင့်ကျွန်တော်လောကမှာတက်ရှင်တဲ့အခါမှာเนาะကျွန်တော်တို့ကဖယားနဲ့ကျွန်တော်တို့ကလောကီရဲ့ balance life နဲ့ကျွန်တော်တို့ကတက်ရှင်ဖို့ဒီအကြောင်းအရာကိုတမချန်းစာကျွန်တော်ယုံကြည်သူတွေဘယ်လိုအသက်ရှင်ရမလဲဆိုတာသူတင်ပေးပြီးသားအထူးသဖြင့်တောင်ပေါ်သေးတနာဆိုရဲမတဲ့အခန်းကြီးက6ခုကိုတော့ဖတ်ကြည့်ပါဘယ်လိုလောကမှာတက်ရှင်ရမလဲဆိုရဲအရာအလုံးကိုသူတင်ပေးပြီးသားနောက်ကောင်းဆောင်မှုပိုင်းမှာဆိုလည်းတုံတင်ပြီးပြတရားအကြီးဆုံးသောသူဖြစ်ခြင်းခရစ်တော်ပါဆိုလည်းတရားအငြင်းဆုံးသောသူဖြစ်ပါသူများကိုအစေခံပါ နော်ပုဂ္ဂိုလ်ကိုနှိမ်ချပါအများကြီးတူတူသင်ပေးထားတာဖြစ်ပါတယ်အဲ့အရာအလုံးကိုကျွန်တော်ပြန်မြင့်ကမှာကြင့်ကြံပြုမှုနေထိုင်မယ်ဆိုရင်နော်ဘာဖြစ်လာမလဲဆိုရင်အဲ့အရာကပါလဲဆိုတော့ balance life ကိုဦးတည်တာဖြစ်တယ်အဲကြောင့်ဖယားကသူ့ရဲ့သားသမီးတွေကိုလောကမှာအသက်ရှင်စေတယ်ဆိုတော့ one way သမားမဖြစ်ဘူးနော်ဘာလဲဆိုတော့ဖယားရှင်ကသူ့များအတွက်နော်ဘာဖြစ်လဲစသူ့များအတွက်အလင်းဖြစ်ဖို့အတွက်ကိုဖယားရှင်ကလိုတော်ရှိတာဖြစ်တယ် အဲကြောင့်ဘုရားချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့အသက်တာထဲမှာ balance life အဖြစ်အမှုတော်မြတ်မှာပါဝင်တော်သူများ balance life အဖြစ်မဲ့ကျွန်တော်တို့ကယုံကြည်တော်သူများဖြစ်ပြီးမှသူတစ်ပါးအတွက်စာသူတစ်ပါးအတွက်ကောင်းကြီးမင်္ဂလာဖြစ်တော်သူများဖြစ်ဖို့အတွက်ကိုဘုရားရှင်ကအလိုတော်ရှိတာဖြစ်တယ်။အဲဒါကြောင့်မဲ့ကျွန်တော်တို့အသက်တာထဲမှာယုံကြည်သူများရဲ့အသက်တာထဲမှာကျမ်းစာနဲ့ကျွန်တော်တို့ကအသက်ရှင်တော်သူရဲ့အသက်တာတိုင်းမှာ balance life ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ် ကျန်းစာထဲဝယ်သူတို့ကသွားတာမဟုတ်ဘူးလောကီပေးမှန်းလည်းကျန်းစာမှာဘလို့အသက်ရှင်ရမလဲဆိုတော့အတိုင်းပဲသူကဘာဖြစ်လဲဆိုတော့အသက်ရှင်သွားတယ်ခရစ်တော်ကိုလည်းကြည့်ပါသူကပုံဥပုံပါပဲဖြစ်ပါတယ်လောကမှာအသက်ရှင်တဲ့အခါမှာသူတို့ဘာအတွက်ကောင်းချီးမင်္ဂလာဖြစ်တယ်အပြစ်သားတွေအတွက်ကယ်တင်ရာဖြစ်တယ်မာမာနကြီးသောသူတွေကိုမာမာနနှင့်ချခြင်းကြောင်းရာတွေကိုတင်ပေးတယ်အဲကြောင့်ခရစ်တော်ရဲ့တက်တာအားလုံးကိုကြည့်ပါခရစ်တော်နောက်လိုက်တဲ့လူတွေရဲ့အားလုံးရဲ့အသက်တာကိုပြန်ကြည့်လိုက်ပါကြည့်လိုက်လို့ရှင်ဘာတွေတွေ့ရတယ်သူတို့မှာ balance life လို့ကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တယ် အကြောင်း balance life အနေနဲ့လောကမှာဖခင်ရဲ့ဘုန်းတော်ကိုဘယ်လိုထင်ရှားစေမလဲဆိုတော့ကိုသူတို့ကကောင်းကောင်းသိတာဖြစ်တဲ့ crypto ကိုတိုင်းကလည်းတွင်တွင်ပေးတဲ့လမ်းကြောင်းအတိုင်းတမာကျန်းစာအတိုင်းလက်လျှောက်တဲ့ဖခင်ရဲ့တာသမီတွေရဲ့အတ္တတာမှာ balance life ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်။အဲ balance life ရှိတဲ့လူတွေအတ္တတာထဲမှာယုံကြည်သူတွေရဲ့အတ္တတာထဲမှာဘာဖြစ်တယ်လဲ။အောင်မြင်ခြင်းကိုသူတို့ရရှိတယ်ဆိုတော့ကိုကျွန်တော်ပြောပြချင်ပါတယ်။နောက်ပြီးမှအဲ့ဒါနဲ့အောင်မြင်ခြင်းလည်းပြီလားမပြီးပါဘူး။ သူတပားအတွက်တည်တည်ပေးတော့သူတွေဖြစ်လာတယ်သူတပားအတွက်ကောင်းကြီးမင်္ဂလာတွေဖြစ်လာတယ်တိုင်းရင်းနိုင်ငံအတွက်ကောင်းကြီးမင်္ဂလာဖြစ်လာတယ်အဖွဲ့အစည်းတွေအတွက်ကောင်းကြီးမင်္ဂလာဖြစ်တယ်နော်ကဘာအတွက်ကောင်းကြီးမင်္ဂလာဖြစ်လာတယ်ဖရားရဲ့တာသမီတွေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ရအသက်တာထဲမှာ balance life နဲ့ဖရားရဲ့နှုတ်ကပတ်တော်အတိုင်းချင့်ချာအားထုတ်တဲ့ဖရားရဲ့တာသမီတွေဖြစ်ဖို့သိပ္ပိခါမအရေးကြီးတယ်ဆိုတာကိုကျွန်တော် balance life ဆိုတဲ့ခုနမိခွန်းလေးနဲ့ကျွန်တော်ပြေချချင်ပါတယ်ကျေးဇူးတင်ပါတယ် အခုလောဖြစ်ကြတဲ့အတွက်ဆရာပေါ်မှာလည်းထူးကျေးဇူးတင်ပါတယ်ဒီကြည့်ရှုတဲ့ယဉ်ကျေးတွင်ကိုမမမအရောက်စတိုင်းလေးဖော်အားရမယ်လို့ယုံကြည်ပါတယ်ဒီအပေါ်မှာလေးဆက်လက်ပြီးမှဖြားရှင်ကောင်းချီးပေးပါစေ။အာမင်။ဒီစီစင်ကိုအဆုံးထိတိရှိပေးကြတဲ့ညီကောင်မတို့အယောက်စတိုင်ပေါ်မှာအထူးပဲကျေးဇူးတင်ပါတယ်ရှင်။နောက်အစီအစဉ်မှာကျေးဇူးတင်ပါတယ်။